ညီကိုတို့အားလုံးပဲကမ္ဘာချန်ပီယံနေမင်းလာပါဟုတ်ကဲ့ပါညီကိုတို့ဒီနေ့ကတော့ဒါတကယ်ကိုပဲကျွန်တော်တို့အတွက်အရသာရှိတဲ့အနေတစ်နေ့ပဲအေးပြက်ရကျူလေးနှက်သွားတယ်ပေါ့နော်အစောပိုင်းကလည်းအိတ်လို့မရဘူးတောက်လျှောက်ဂီတော့ဂီနေပြီဒါပေမဲ့ဒီနေ့လိုမျိုးပွဲတွေကတော့တကယ်ကိုတန်ပါတယ်နော်ကမ္ဘာချန်ပီယံတွေအတွက်ဆိုတော့ UEFA Champion League ရဲ့တတိယမြောက်ပွဲစဉ်ရောက်လာပြီ Chelsea တင်းကတဖြည်းဖြည်းနဲ့ဘယ်လို99နိုင်တာတော့နိုင်တာပဲ ဆိုတော့နောက်တစ်ခုကဒီပွဲမှာအနီကတ်ကြောင့်ဆိုပြီးတော့လည်းပြောလို့မရဘူးအနီကတ်မရလဲချယ်ဆီဒီ IS ကိုမနိုင်စရာအကြောင်းလည်းမရှိဘူးဇယားရဲ့အောက်ဆုံးရောင်နဲ့ IS ဟာအင်မတန်မှချယ်ဆီကိုခံကန်မှုတွေအားနေတယ်ကျွန်တော်ဒီနေ့မှတ်မဲ့ရ IS ဟာဒီ Stanford Bridge မှာလာကစားတော့နောက်ဆုံးတစ်ခေါက်လာကစားတော့လည်းအဲ့လိုအနီကတ်နှစ်ယောက်လာမသိဘူးထိရပေါ့နော်ဆိုတော့တခါထပ်ပြီးတော့အခုထပ်ထိရဒီပွဲမှာကျွန်တော်တို့ကင်တွယ်သွားတဲ့ကွင်းလက်ဒိုင်လူကြီးကလည်းမဆိုးပါဘူးတော်တော်လေးဒါ အဲသူဆုံးဖြတ်ချက်ကပြင်းထန်တယ်လို့ထင်ရပေမဲ့အခုချိန်မှာဒါနီးစနစ်တည်းရဲ့အခုညီနဲ့ချန်ပီယံလိကအခုဆိုလို့ရှိရင်အတော်လေးအမှားယွင်းနေတဲ့ VAR ကလည်းတေချာကြည့်တဲ့အပေါ်မှာ VAR assistant referee ဟာလာကျွန်တော်တို့ဒါအဲ့ဒီကြီးကျက်တဲ့ referee တွေကလည်းဒါတေချာစောင့်ချက်ပြီးတဲ့အပေါ်မှာတုံတုံအမှားမဖြစ်တော့ဘူးအမှားနေပါတယ်တကယ်လို့ဖြစ်တဲ့ penalty ၃လုံးဖြစ်တယ်တကယ်လို့ဖြစ်တဲ့အနီးဟာလာကျွန်တော်တို့ဒါ IS အသင်းရဲ့ကွင်းလည်ကစားသမားတေလာကြောင့် Chelsea ဘက်ကဒါ6ပါကျိုးသွားနိုင်တဲ့အခြေအနေမျိုးပါဆိုတော့ Chelsea တဲ့အနေနဲ့ဒါပွဲထွက်လာတဲ့အနေထားရလဲဒါတော်တော်လေးပြိသက်မျောလင့်နေတဲ့ပုံစံမျိုးပဲကျွန်တော်တို့ Chelsea တဲ့ဟာ3နှစ်4-1ပုံစံမျိုးပါဒီပုံစံတော့မဟုတ်ဘူး center နောက်မှာ3ယောက် Myself Sky City တော့အဲ hybrid မနှစ်ကသူကစားခဲ့တဲ့ hybrid right back နဲ့ ဒါကွင်းလင်နေပေါ့နော်။များသောအားဖြင့်တော့ तू ကကွင်းလင်မှာနေရာယူသွားတာများတယ်။သူတို့ရဲ့ position ကိုကြည့်တဲ့အခါမှာနောက်တန်းမှာ၃ယောက်ပဲသူထားတာတွေ့တယ်။ Fofana ရဲ့တူစင်ရဲ့ Hardo ရဲ့ပေါ့နော်။ Hardo LCB ထားကြတယ်။အဲ့ရှိမှာ၂ယောက် box midfield ပေါ့။အဲ့မှာ Romeo Lavia နဲ့ Moises Caicedo က hybrid ဆော်တယ်။အဲ့၂ယောက်ရဲ့ရှေ့မှာ Enzo Fernandez နဲ့ Bonanno Deo ဆိုတော့အဲနီးပြ Enzo Maresca ကအဲ့ဒီ ဖာနန်ဒက်စ်ရဲ့လာဗီယာရဲ့ကိုက်စီတို့ရဲ့၃ယောက်ကိုသူအထိုင်ချတယ်။ဆိုတော့ဖြည်းဖြည်းနဲ့လာဗီယာ fitness ပြန်ပြည့်လာအောင်စောင့်ရင်းနဲ့အဲ့ဒီအထိုင်အောင်ပဲတွတ်သွင်းတယ်ပေါ့နော်။ချယ်ဆီရဲ့ပြောမယ်ဆိုရင်အရန်ကစားသမားတွေတပွက်လောက်ပါတယ်။ပြီးတော့ချယ်ဆီမှာဗျာသူတို့ရဲ့ထောက်တိုင်ကစားသမား၃၄ယောက်လောက်မပါဘူး။ပြောလို့ချယ်ဆီအသင်းကဒါသူတို့ရဲ့ B အသင်းလောက်ရှိတယ်ပေါ့နော်။အဲကျွန်တော်တို့ကိုပါမှာလေဗိုက်ကိုရောရာအိုပက်ဒရိုလိုအဓိကကီးပလေးယာတွေမပါဘူးပေါ့နော်။မပါဘဲနဲ့ လူရင်းနဲ့ရလက်တစ်ခုရကစားပြပါပါတယ်ဆိုတော့ကွင်းလယ်မှာလာရိုမီယိုလာဗီယယ်ဒီဘက်မှာတော်တော်လေးကြံ့ခိုင်မှုကောင်းကောင်းလေးနဲ့ကစားသွားတာကိုကျွန်တော်တွေ့ရတယ်ဖြည်းဖြည်းနဲ့မျောလင်းလို့ရတဲ့အနေအထားမျိုးဝက်စလီဖာဖာနာဆိုတဲ့ဘွဲလုံးတုံးသွားတယ်ဆိုတော့ဒန်ရကစားသမားကြီးလည်းပြန်ကောင်းလာတဲ့အနေအထားပို့ပြီးတော့ဝမ်းသာစရာကောင်းတာတော့အဓိကကစားသမားတော်တော်များများချယ်ဆီအသင်းအတာအနာပေးလိုက်တယ်ပေါ့နော်ကျွန်တော်ထင်တယ်နောက်တန်းဆိုရင်သူတို့ရဲ့ first line ၄ယောက်မှာ HM ပေါင်းဒုတိယပိုင်းမိနစ်နည်းနည်းလေးကစားခိုင်းလိုက်တယ်ကွင်းလယ်တက်ကစားခိုင်းပြီးတော့ပေါ့နော် ကျွန်တော်ထင်တယ်ဆလန်လန်ပွဲမှာချက်စီသင်းဟာဒါအချီယံပေါင်နဲ့ချလိုပါပဲပြန်ထိုင်လိမ့်မယ်ပြီးရင် left back ကကူကူရီလာလုံးဝအင်ပြည့်အားပြည့်ပဲလုံးဝအနာရထားတယ် right ကလည်းဒါ Reece James လုံးဝအနာရထားတယ်အကိုသမားဆိုတော့ချက်စီသင်းရဲ့ခံစစ်တစ်ခုလုံးနီးပါးအနာရထားတယ်ကွင်းလယ်မှာလည်းဒါ Caicedo and Enzo Fernandez ကိုရောဆိုဆိုစီအနာပေးလိုက်တယ်ဆိုတော့ချက်စီသင်းကဒီဘက်ကတော်တော်လေးမိုက်သွားတယ်ဗျဇာသမားအစ်တွေရဲ့ထူးထူးမြတ်တာ McGee ရော ်အက်စတီဗာရိုချန်ပီယံလိဂိုးတွေရသွားချယ်ဆီကစားသမားဘုရားသူတို့ရဲ့ချန်ပီယံလိဂိုးတွေပေါ့နော်ပထမတော့မက်ဂီယူဂိုးသွင်းသွားတဲ့အချိန်မှာအဲ့ကူကတော်တော်လှပါတယ်ဘွန်နော်တေးကလည်းစပြီးထွက်လာတဲ့ဘောလုံးကိုကျွန်တော်တို့ဖော်ဖာနာကောင်းတဲ့ချပေးပြီးတော့မက်ဂီယူကပိတ်သွင်းသွားတာပေါ့နော်အဲ့ဒီမတိုင်ခင်မှာ IS အသင်းကထုတ်ခံရတယ်ဇက်တိုက်ဆိုသလိုပဲချယ်ဆီကစသွင်းတာပေါ့ဆိုတော့မက်ဂီယူသွင်းတဲ့အချိန်မှာအချယ်ဆီသင်းရဲ့တပိုင်းကြောင်းတစ်ချောင်းအသက်အငယ်ဆုံးချန်ပီယံလိဂိုးသွင်းသူပေါ့ဗျာအသိမကြောက်သူ့ရဲ့စံချိန်ကိုအက်စတီဗာဝီလီယံကပယ်နယ်တီနဲ့ ချိုးဖျက်လိုက်ခဲ့နောက်တစ်ခုကဒီပွဲမှာဂျီနူးစီယာမြင်ကွင်းကတော့ဒါကျွန်တော်တို့အန်ဇိုဖာနန်ဒက်စ်ကက်ပတိန်ပေါ့နော်ငကိုရဲကလည်းအန်ဇိုဖာနန်ဒက်စ်ဟာစိတ်ထားကောင်းတဲ့ကစားသမားတစ်ယောက်ပါဆိုတော့သူပယ်နယ်တီနဲ့ဂိုးသွင်းပြီးသွားပြီသွင်းပြီးသွားပြီဆိုတော့သူ့ရဲ့အသင်းဘော်တွေကိုသူကသူသမီးတာအက်စတီဗာဝီလျံကိုသူကအဲ့ဒီရတဲ့ပယ်နယ်တီသူကြောင့်ရတဲ့ပယ်နယ်တီမင်းကိုယ်တိုင်ကန်ကွာဆိုပြီးပေးလိုက်တယ်အဲ့အသင်းအတွက်တော်တော်လေးကောင်းတာပါကက်ပတိန်ဆိုတာဒီလိုမျိုးစိတ်ထားရှိတာကောင်းပါတယ်ဂုဒ်အက်တီကျူကိုထပ်ပြီးသူသွင်းလို့ရတယ်လေ အဲမသွင်းမဲနဲ့သူကအက်စတီဗာကိုပေးကန်လိုက်တယ်ပထမပိုင်းမှာလည်းကဂိုးကပြတ်နေပါပြီနောက်တစ်ခုက Moises Kaisi တို့ရဲ့ဒါ long range kit တွေပေါ့နော်အဲ့ကန်ချက်တွေကလည်းကန်ထည့်လိုက်ပြီဆိုရင်ဂိုးဘောက80ခန်းနှုန်းလောက်ရှိဆိုတော့ပထမပိုင်းမှာ Enzo Fernandez, Magu, Esteva ကို Kaisi တို့ရဲ့ဂိုးတွေနဲ့ Chelsea က4-1ဖြစ်နေပြီဆိုတော့ဒုတိယပိုင်းမှာသူတို့အရန်ကစားသမားတွေအများကြီးထည့်ကစားတယ်ပြီးတော့ Magu ကိုလည်းသူအနာပေးလိုက်တယ်အဲ့ဒါမှန်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ထင်တယ်ဆန်နလန်ဘွဲမှာကြည့်ရတယ် Magu အထောင်ထားလိမ့်မယ် မက်ဂီယူကဂိုးလက်ကလေးပွင့်သွားပြီဆိုတဲ့ပုံမှာမက်ဂီယူရဲ့အသင်းဟောင်းလဲဖြစ်တယ်ဆိုတော့မက်ဂီယူကိုအထောင်ထားပြီးတော့ရာအောဘက်ရိုနောက်ဆန်နဲ့ထွက်လာတယ်အဲ့ချယ်ဆီစားမတော်တော်များများကအခုလာမဲ့ဆန်နလန်အိမ်ဝင်းပွဲကချယ်ဆီအသင်းဆက်ပြီးတော့နိုင်ပွဲဆက်မဲ့သဘောမှာတော့ရှိနေတယ်အအချိန်အဟုန်ပြန်ရသွားတယ်ရက်တမ်တော်တော်လေးမှန်လာပြီပေါ့နော်ဒီလိုပဲကျွန်တော်တို့အချိန်ယူသွားရမှာဒီနောက်ထပ်3-5ပွဲကချယ်ဆီအမှတ်ပြည့်ရနိုင်သေးတယ်စပါကလည်းဒါဒီနေ့ဆိုလို့ရှိရင်အမှတ်ရော့သွားပြီစပါနည်းနည်းလေးကြွေပြန်ပြက်လာတဲ့အချိန်မှာချယ်ဆီအသင်းနေနဲ့ ထိတ်တော့စိုးရင်စရာမရှိဘူးနောက်ထပ် international break မတိုင်ခင်မှာ Chelsea သင်းဇက်တိုက်အကျွန်တော်တို့နိုင်ပွဲတွေရနိုင်တယ်ပေါ့နော်အတော်မှန်ကစားပွဲတွေတော့ Estevao တော့တပွဲလုံးသုံးသွားတယ်ကြည့်ရတာလာမယ့်ဆန်နလန်ပွဲတော့ Estevao မှာပါတော့ပဲနဲ့အကာနာချိုနက်တိုပဲထွက်လာဖို့မရတယ်ပေါ့နောက်တန်းပြန်ကူနိုင်နဲ့နှစ်ယောက်ပြန်ထွက်လာဖို့မရတယ် Estevao နောက်မှအရင်သုံးမယ် Gaidens လည်းဒီနေ့အတာတော်တော်လေး performance တစ်ခုပြသွားတယ်ခုနကကျွန်တော်တို့ကြည့်တဲ့နေရာမှာ rating အကောင်းဆုံးနေမှာတော့မှ Gaidens ကပါနေတာကိုကျွန်တော်တို့တွေ့ရတာပေါ့နော် တဖက်က IS ကအားနေတယ်ဆိုပေမဲ့ Chelsea အတင်းအောင်လှုပ်ဆရာရှိရလှုပ်သွားတယ်။နောက်တော်ချီးကျူးကျတာတော့ Tyre George ပါ။ George ကဘလိုနေရာတွေမှာကောင်းလဲဆိုတော့ तू ကသူအဲ့လိုပြန်ထွက်လာတဲ့ဘလုံးတွေကိုစားတဲ့နေရာပြောရမယ်ဆိုရင် George နေရာယူတဲ့နေရာယူတာအရင်ကောင်းတယ်။ तू အဲ့ तू ယူတဲ့ position ကဘယ်နာလဲဆိုတော့အဲ့ဘီကုံနာတောက်ရမှာ तू အမြင်တဲ့နေရာယူတယ်။ तू ကဗျာ center forward မဟုတ်ဘဲနဲ့ तू က second striker လုံးဝစစ်စစ်ကြည့်။နောက်ချင် तू တောင်းမှန်လဲတော့မရဘူးဗျာ။ ူရဲ့ role ကနည်းနည်းတော့ရှားတယ်။သူကလို second strike ကပုံစံကစားတာ။သူအဲ့ထွက်လာတဲ့ဘောလုံးစားတာတို့ဘာလို့မှအရန်ကောင်းတယ်။ plan ကန်တာတို့ဒီ half space တွေပိုင်ပိုင်နဲ့နဲ့အသုံးချလိုက်တယ်။ second ball တွေပေါ့နော်။ George ကအသုံးဝင်နိုင်သေးတယ်။ကျွန်တော်သဘောကျတယ်။အဲအန်ဇိုမော်ရက်စ်ကသူ့ကိုထားတိုးတဲ့နေရာမှန်သွားရင်ထိုင်ရစ်ဂျော့ချ်ကချယ်ဆီအသင်းအတွက်တော်တော်လေးအကျိုးရှိနိုင်ဒီနေ့ဆိုရင်အဲ့ကျွန်တော်ငါးခုမြောက်ကိုတော်တော်သဘောကျတယ်အကောင်လုံးဝင်တိုးပြီးအန်ဒရီဆန်တို့ဝင်တိုးပြီးထွက်လာတော့သူချက်ချက်ချင်းကောက်စားတန်းကိုးတာပဲ ော့မဆိုမန်အော့ဖ်သမက်ရှာဂေဒန်ဇရသွားတာလားဂေဒန်ဇနေ့တော်တော်လေးကောင်းပါတယ်ဒီဘွဲချဲစီအသင်းကစားသမားတွေအတွက်အများကြီးမနှစ်ကလို့ပဲကျွန်တော်တို့ဒါ European Conference League မှာလူငယ်တွေခြေသွေးခွင့်ရသွားသလိုပဲဒီဟာကျတော့ပြိုင်ပွဲအဆင့်တန်းမြင့်နေနောက်တစ်ခုကချက်စီတင်ကစားသမားတွေသူတို့ဒီလူငယ်ကစားသမားတွေပေါ့နော်သူတို့အတွက်ချန်ပီယံလိပြိုင်ပွဲနှစ်ခုတွေ့တူတွေမှာသူတို့ရဲ့ယုံကြည်မှုပေါ့သူတို့ကိုသူတို့တ self confidence တွေဟာလား moral confidence တွေအများကြီး boost ဖြစ်သွားတယ်အများကြီးဒီဘွဲကသူတို့အတွက်အရန်အပေါင်းလက္ခဏာဆောင်တဲ့ဘွဲမျိုးပါအ တော့ဒီပွဲကဒါတော်တော်လေးကျွန်တော်သဘောကျတယ်။အကောင်းဆုံးကစားသမားကတော့ကျွန်တော်ထင်တယ်ဂေနန်စ်ပဲယူရမှာပါ။ချယ်ဆီတင်အဲ့ဒီအရှိတ်၃ယောက်ကမြန်လဲငယ်တယ်ဗျ။ဂီယူရောဂေတန်ဆိုတော့အက်စတီဗာကိုပေါ့နော်။အက်စတီဗာနားမှာဆိုရင်နှစ်ယောက်တောင်းအောင်ရှိပြီးတော့ဘွန်နန်နော်တေးလှုပ်ရှားပုံလည်းကောင်းတာလည်းပါတယ်။ IS ကတော်တော်တက်ပြတ်သွားတယ်။ဘာမှလုပ်လို့မရဘူး။တအားလဲမြန်တယ်။ဂိုးရဖို့လွယ်နေတယ်ချယ်ဆီကလေ။အန်ဆိုမာရက်စ်ကအဲ့တခုတော်တော်ချီးကျူးဖို့ကောင်းပါတယ်။သူ့သူ့ရဲ့ချယ်ဆီကတကယ်တော့ချယ်ဆီကတိုက်စစ်အသားပေးတာဗျ။ ဒါပေမဲ့ Enzo Varela ကအီတလီနီးပြပြီးတော့နည်းနည်းထိန်းတယ်။ထိန်းပြီးတော့တိုက်တိုက်စစ်အသားပဲဒါပေမဲ့နည်းနည်းထိန်းတယ်။ကျွန်တော်သဘောကျတယ်ကျွန်တော်အီတလီ coach တွေအရင်ကြိုက်။ပြီးတော့ Chelsea ကလည်းအီတလီနီးပြရင်နေမှာသူကလမိုင်းကတ်တာဗျ။တခြားတာမန်ညာညောနီးပြတခြားနိုင်ငံနီးပြဆိုတလောက်ကြီးသူကဘောင်ဝင်တန်းဝင်မဟုတ်ပဲနဲ့လာပြလို့မြင်။ဥပမာကျွန်တော်တို့ပြောရမယ်ဆိုစီကန်မိုင်းဗျာ။ Pochettino လက်ထက်တုန်းကဆိုရင် penalty လူကန်တဲ့အနေထားအဲ့ဒီအနေထားနေပြီးတော့အခုဘယ်လောက်ပြောင်းလဲလာလဲဆိုလို့ရှိရင် penalty တောင်မှဒါ sharing လုပ်ပြီးတော့ကန်တဲ့အခြေအနေရောက်လာ ော်တဖြည်းဖြည်းနဲ့လူငယ်တွေအခွင့်အရေးလဲရရလာတယ်။တော်တော်လေးနောက်ကျွန်တော်တို့လာမယ့်နှစ် Chelsea သင်းကိုပူးပေါင်းမဲ့လူငယ်ကစားသမားတွေလည်းခြေစွမ်းပြတယ်။ဥပမာဘက်မှာကျွန်တော်တို့ Sporting Lisbon မှာဒါ Giovanni Quandao ဘက်ကမာစီယာထိန်းလို့မရဘူး။ Sporting ကနိုင်သွားတယ်ဗျာ2-1နဲ့နိုင်သွားတယ်။ဆိုတော့ Chelsea သင်းကတော်မန်ကလက်ရှိရှိတော်မန်ကစားသမားတွေအနေနဲ့လည်းအစွမ်းကုန်ကြိုးစားဖို့လိုတယ်။အကယ်၍သူတို့နည်းနည်းလေးဒီထဲမှာမှသဘောပါဗျာတော်မန်ကစားသမား၄ယောက်ရှိတယ်ဗျာ။ cadence s devout kanacho netto အဲ့လေးယောက်မှာအញ្ញံဆုံးတယောက်အမြင်နဲ့သတိထားဖို့လိုတယ်။ဘာလို့သူတို့သူ့နေရာဝင်ယူမဲ့နောက်မှာ backup က chelsea မှာအများကြီးရှိ။အဲ့လိုပဲ bonanon တေးကခြေစွမ်းပြဖို့လိုတယ်။သူခြေစွမ်းပြရင် chelsea ရဲ့သူ့ကိုခေါ်ထားမှာပဲ။ဟော candy pass နဲ့တော်တော်လေးစင်နေပေါ့နော်။ bonanon တေးကတော့ပို့ပြီးတော့ proven ဖြစ်ပြီးသား premier league မှာ။ so အဲ့ bonanon တေးရဲ့လှုပ်ရှားမှုတွေ movement တွေသူ့ရဲ့ pass တွေသူ့ရဲ့ chain guide ရွေ့လျားတာတွေတော်တော်ကောင်းပါတယ်။ chelsea အသင်းအနေနဲ့ဒါဒီပွဲအနိုင်ရ။ ဟာတိုရူလိုကစားသမားတွေလည်းဒါအပြည့်အဝပွဲချင်းပြင်းပြကစားခွင့်ရသွားတယ်။အဲကျွန်တော်အေးပေးလိုက်တဲ့ဂိုးလေးတော့တိတ်ပဝင်မကြောက်ဘူး။တကယ်ဆို IS ကအစိတ်မရှိဘူး။အဟာတိုဆင်အနေနဲ့နောက်ပိုင်းတောက်လျှောက်မှားလာတာကိုကျွန်တော်တွေ့ရတယ်ပေါ့နော်။အဲ့ဒါကတော့တိတ်သဘောမကြောက်ဘူး။ Chelsea တင်းရဲ့ဒီခံစစ်ကနည်းနည်းလေးဖိအားဝင်တာနဲ့ဂိုးပေးချင်းပေးရခြင်းနဲ့အနေတိုင်းမျိုးလေးကိုကျွန်တော်တွေ့ရတယ်။နောက်တစ်ချက်ကတော့အဲ့ Estevao ဝါဝါတဲ့ဟာကိုလည်းကျွန်တော်သဘောမကြောက်ဘူး။ပေါ့နော်။မလိုအပ်တဲ့အဝါကပ်ကိုယူလိုက်တာဗျ။နည်းနည်းလေးသာ6လောက်သူထပ်မြောက်သွားမယ်ဆိုလို့ရှိရင် တစ်ဖက်ကစားသမားဒူးထီတာတော့ဘာလို့ဆိုရင် VAR ကြည့်ပြီးတော့ဒါ violent contest ဆိုပြီးတော့အနီကပ်နဲ့ထုတ်ပယ်ခံရနိုင်ပါဆိုတော့ Chelsea တင်းကတော့သူတို့လှုပ်ဆရာရှိရာလှုပ်သွားပြီးဂိုးရီလည်းအများကြီးရတယ်အဲသူတို့ရဲ့ tight sit hand ကိုလည်းပြန်ထိန်းထားတယ်အဓိကကောင်းတဲ့ချက်ကတော့အဓိကကစားသမားတော်တော်များများလည်းမပါဘူးတင်းလုံးနီးပါသူတို့အနားပေးထားရဲဆိုတော့စလန်လန်အတင်းနဲ့ပွဲမှာသူတို့ဟာလမ်းဆက်နေလိမ့်မယ်ကျွန်တော်ထင်တယ် Chelsea တင်းရဲ့တောက်လျှောက်အရှိန်ဟုန်နဲ့နိုင်ပွဲတွေကိုကျွန်တော်တို့မြင်ရတော့မယ်လို့ထင်ရဆိုတဲ့အကြောင်းပြောကြရင်လည်းဒီနေ့ရဲ့ live ကို နှုတ်ဆက်လိုက်ပါတယ်ခင်ဗျာမနေ့ပြန်ညမှာကျွန်တော်တို့ Friday night football ကိုတရက်ကြိုပြီးတော့လုပ်ဖို့ရှိပါတယ်အဲ့ဒီမှာပြန်ဆုံကြပါမယ်ခင်ဗျာအားလုံးပဲနှုတ်ဆက်ပါတယ်ညီကိုတို့အားလုံးပဲ see you ပါ